မင်္ဂလာပါသူ widetilde YouTube channel အနေနဲ့ကြိုဆိုပါတယ်သူ widetilde YouTube channel အနေပြီးတော့သူတရတစာပေကောင်းကြီးကိုအမြဲလိုလိုပြန်လည်ဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ကြိုင်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ပေးသွားကြဖို့မြစ်တရက်ခံပါတယ်ခင်ဗျာဒါကတော့အဖေတတိယစီးပွားလုပ်ငန်းတင်ကြောင်းအပိုင်းလေးဖြစ်ပါတယ်ဘဝပြောင်းစီနိုင်တဲ့ပညာရေးပတ်စံအကြောင်းမဟုတ်ကျွန်တော်တို့မှာအကောင်းဆုံးအစားအသောက်စီမံကိန်းတွေရှိတယ် ကိုရဲလုပ်ငန်းကုမ္ပဏီအမျိုးမျိုးလေးလာတဲ့အခါမှာဒီစကားကိုကျွန်တော်ခဏခဏကြားခဲ့ရတယ်။သူတို့ရဲ့စီးပွားရေးလုပ်ငန်းအခွင့်အလမ်းတွေကလူများကိုလာစဉ်ဒေါ်လာရာပေါင်းထောင်ပေါင်းများစွာဝင်စေနိုင်တယ်ဆိုပြီးတော့သူတို့ကအာသက်တရောပြောကြတယ်။ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုဝင်ငွေကောင်းတဲ့ပုံကိုယ်တွေတွေ့ခဲ့ရတယ်။ဒါကြောင့်မို့လို့ဒီလုပ်ငန်းဟာတကယ်ကိုအလုံးရင်းဝင်ငွေကောင်းနိုင်တဲ့လုပ်ငန်းပဲဆိုတော့ကျွန်တော်အကျွမ်းမဲ့ယုံကြည်တယ်။ဒါကြောင့်မို့လို့ ဒီနေ့ခေတ်မှာအငမ်းမရငွေလိုချင်တဲ့ပုံကိုယ်တွေဒီလုပ်ငန်းနဲ့တဖွဲဖွဲဝင်ရောက်နေကြတာပဲဒါပေမဲ့ငွေရဖို့တက်တက်ရည်ရွယ်ချက်နဲ့ဒီလုပ်ငန်းကိုလုပ်ကင်ကြတာကိုတော့ကျွန်တော်လုံးဝမထောက်ခံဘူးကုန်ပစ္စည်းအကြောင်းမဟုတ်ဘူးကျွန်တော်တို့မှာကုန်ပစ္စည်းအကောင်းဆုံးကုန်ပစ္စည်းတွေရှိပါတယ်ကုန်ရက်ကုန်တွေတွေနိုင်နိုင်ချွတ်ချွတ်ဝင်ရောက်လေ့လာကြည့်တဲ့အခါမှာဒီစကားကျွန်တော်ဒုတိယအများဆုံးကြားရတဲ့စကားပဲကုန်ပစ္စည်းကိုအဓိကထားတဲ့ကုမ္ပဏီတွေကရောင်းအားတိုးတက်မှုအဓိကထားပြီးဂုဏ်ယူနေကြတာကိုကျွန်တော်တွေ့ရတယ် ကုမ္ပဏီတစ်ခုမှပိုင်ရှင်မျိုးသမီးက Iowa ပြည်နယ်မှာရှိတဲ့ဒေဂာနီသူ့မိခင်အတွက်မတည်စည်းတမျိုးအတီထွင်ပေါ်ထုတ်နိုင်ခဲ့တယ်လို့ပြောတယ်။ကျွန်တော်တည်စည်းစရာလိုက်ပြီးစုံစမ်းကြည့်တော့သူ့အမေနဲ့ Iowa မှာမရှိဘူး။အဲ့ဒီဆေးကိုလည်းသူပေါ်ထုတ်တာမဟုတ်ဘူး။အဲ့ဒီဆေးကိုကယ်လီဖိုးနီးယားပြည်နယ်ကဆေးဝါးစိတ်ုံတစ်ခုကထုတ်လုပ်ပြီးတော့ကုမ္ပဏီပေါင်းများစွာတစိမ်မျိုးမျိုးကပ်ပြီးဖြန့်ချိနေတာတွေ့ရတယ်။အဲ့ဒီတော့ကျွန်တော်အစောပိုင်းကပြောခဲ့သလိုဘယ်စည်းပွားရေးလုပ်ငန်းမှမဆူဘူး။ ဘယ်အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှမဆိုအတူအယောင်တွေအလိညာတွေကတော့တကယ်ရှိနေတာပဲဒါပေမဲ့တချို့ကွန်ရက်ကုမ္ပဏီတွေကတော့တကယ်အရေးသေးကောင်းတဲ့အစ်စ်မှန်ကုန်ပစ္စည်းတွေကိုဖြန့်ဖြူးနေကြတာပါစီးပွားရေးလုပ်ငန်းမှာအစားထိုးစီမံကိန်းတွေနဲ့အကောင်းဆုံးကုန်ပစ္စည်းတွေကအရေးကြီးပါတယ်ဒါပေမဲ့ဒီအခန်းမှာအဲ့ဒီအချက်ကိုအသားပေးပြီးတော့ကျွန်တော်ဖော်ပြမှာမဟုတ်ပါဘူးရွေးချယ်ချက်စီးပွားရေးလုပ်ငန်းမျိုးမျိုး ကိုရင်ရောင်းဝယ်ကုန်ပစ္စည်းအမျိုးလေးလာကြည့်တဲ့အခါမှာကုန်ပစ္စည်းအမျိုးမျိုးနဲ့ဝန်ဆောင်မှုမျိုးမျိုးဒီကိုရင်ရောင်းဝယ်စနစ်ကတဆင့်အကြီးအကျယ်ဖြန့်ချီတာကိုကျွန်တော်တအွန်တော်တွေ့ရှိရတယ်။1980ပြည့်ဝန်းကြီးကကျွန်တော်ပထမဆုံးလုပ်ကင်တဲ့ကိုရင်လုပ်ငန်းကဗီတာမင်စီတွေရောင်းချတယ်။တကယ်အစွမ်းထက်တဲ့အည်သွေးပြည့်စီတွေပါ ကျွန်တော်ကိုယ်တိုင်ဒီနေ့ထိစားသုံးနေပါတယ်ကျွန်တော်ဆက်ပြီးလေ့လာကြည့်တဲ့အခါကွန်ရက်ရောင်းဝယ်ရေးလုပ်ငန်းတွေကအောက်ပါကွန်ပျူတာကိုဖြန့်ဖြူးနေတာတွေ့ရတယ် cosmetic အသားလှခရီးမ်နဲ့အခြားအလှပြင်ပစ္စည်းများနှစ်တယ်လီဖုန်းဝန်ဆောင်မှု၃တိုက်တာအိမ်ယာဝန်ဆောင်မှု၄ငွေကြေးဝန်ဆောင်မှုအသက်အာမခံရှယ်ယာရောင်းဝယ်အကျွေးကတ်၅ဥပဒေအကျိုးဆောင်လုပ်ငန်း၆အင်တာနက်ဈေးကွက်ဖြန့်ချီရှော့ဈေးကွန်ပျူတာရောင်းချခြင်း၇ကျန်းမာရေးဆိုင်ရာကွန်ပျူတာများ ဗီတာမင်အားစီးများနဲ့အခြားဆက်ဆက်ကုန်ပစ္စည်းများ၊ရှစ်ရေဒနာပစ္စည်းများ၊၉အခွန်ဝင်ဆောင်မှု၁၀ပညာပေးကစားစရာများစည်ရင်ချပြမယ်ဆိုရင်တော့အများကြီးပါပဲ။တချို့အသစ်ဖွင့်တဲ့ကွန်ရက်ရောင်းဝယ်ကုမ္ပဏီတွေဆိုရင်အနည်းဆုံးတစ်လတစ်ချိန်ကြီးအစားထိုးစီမံကိန်းအရကုန်ပစ္စည်းတွေကိုအစားထိုးဖြန့်ဖြူးလို့ရှိကြတယ်။ပညာပေးစီမံကိန်းဒီကွန်ရက်ရောင်းဝယ်လုပ်ငန်းကိုကျွန်တော်ထောက်ခံရတဲ့နံပါတ်၁အကြောင်းရင်းကအဲဒီလုပ်ငန်းရဲ့ပညာပေးစနစ်ကြောင့်ဖြစ်တယ်။ အဓိကရွေးချယ်ကကုန်ပစ္စည်းရောင်းချရေးတသက်မဟုတ်ဘဲနဲ့တင်နန်းပေးခြင်းနဲ့ပညာပေးခြင်းမှာရောင်းဝယ်ရေးတင်နန်းတွေမှာမကဆွေးနွေးပွဲတွေအယောင်ပြခန်းတွေလည်းလုပ်ပေးကြတယ်ဒီတင်နန်းတွေဆွေးနွေးပွဲတွေကကျွန်တော်တွေ့ဘူးသမျှထဲမှာဘဝတသက်တာအကောင်းဆုံးစီးပွားရေးလုပ်ငန်းတင်နန်းလို့တော့ပြောခြင်းပါတယ်ပညာပေးစီမံကိန်းမှာဘာလို့ရှာမလဲကျွန်တော်ပညာရေးမိသားစုဆင်းသက်လာသူဖြစ်တယ်ဆိုတော့ကျွန်တော်ရေးတဲ့ချားစာအုပ်တွေကိုဖတ်တဲ့လူတိုင်းသိပါတယ်ကျွန်တော်အဖေကဟာဝိုင်ပြည်နယ်ပညာရေးလောကအကြီးအကဲတစ်ယောက်ပါ အဲ့ဒါလို့ပညာရေးမိသားစုအဆင်သက်လာပြီမယ်ကျွန်တော်ကတော့ကျွန်တော်တို့ရဲ့ရိုးရာအဆင်သာပညာရေးစနစ်ကိုလုံးဝမကြိုက်ဘူးကျွန်တော်ပွဲရပြီးတော့ American Cancer တက်ဖွဲ့ဝင်နေ Florida ပြည်နယ် Pensacola မြို့မှာရေတပ်လေရင်မောင်းတင်းတန်းတက်ရတယ် VNN စစ်အရှိန်မြင့်နေခြင်းဖြစ်လို့လေတရဲတွေအေးပေါ့အများကြီးလိုအပ်နေတယ်တင်းတန်းသားလေတရဲတယောက်ဖြစ်နေတင်းတန်းတက်ရတာအလွန်ပဲစိတ်လှုပ်ရှားရတယ်တင်းတန်းတက်နေတော့နားကြီးလောက်ခဏခဏကြားရတဲ့စကားကတော့ ပိုးသုံးလုံးမှလိပ်ပြဘွားတူဆိုတဲ့စကားပဲမှန်လဲမှန်ပါတယ်တင်နန်းသားတွေတကယ်လည်းအဲ့လိုဖြစ်အောင်လေ့ကျင့်နေကြတာပဲကျွန်တော်ကလေတရေတင်နန်းသက်တော့စစ်တင်နန်း၄နှစ်ပြီးဆုံးလို့ပြန်နှံ့ဝင်အရာရှိဖြစ်နေပြီဒါပေမဲ့အခြားတင်နန်းသားအများစုကတော့အရက်ဖတ်ကောလိပ်ကျောင်းတွေကလောလောလတ်လတ်စင်းနာကားစားတွေဖြစ်လို့တကယ်လည်းပိုးသုံးလုံးနဲ့တူတူပါပဲအဲ့ဒီအချိန်ဟစ်ပီလူရန်စားတွေတစ်စကန်ထားတဲ့ကာလဖြစ်လို့သူတို့ရုပ်တွင်နဲ့အဝေးစားတွေကထူးထူးဆန်းဆန်းဖြစ်နေသေးတယ်သူတို့အဖို့တော့ဒီတင်နန်းဟာတကယ်ကို ဘဝပြောင်းပညာပေးသင်တန်းပဲဒီသင်တန်းမှာလက်မပြီးပဲစัญญခံနိုင်ရင်တော့သူတို့တွေကနောင်2နှစ်3နှစ်အတွင်းမှာပိုးသွလုံးဘဝကနေပြီးတော့လက်ပြဘဝကိုပြောင်းလာကြလိမ့်မယ်ကဘာဘဝမှာအကြမ်းတမ်းဆုံးအခက်အခဲဆုံးပြန်တမ်းမှုကိုကျွမ်းကျင်တဲ့လီဒီယားတွေဖြစ်လာကြလိမ့်မယ်တွမ်ခရုပါဝင်တဲ့ Top Gun ဆိုတဲ့ရုပ်ရှင်ကားကိုတချို့ကြည့်ကြမှာပါအဲ့ဒီကားဟာ American လေးတဲ့လေမောင်းတင်တဲ့ကြောင်းကပိုးသွလုံးတွေကိုလက်ပြဘဝကိုပြောင်းပေးလိုက်ပုံအကောင်းဆုံးဖော်ပြထားတဲ့ကားပဲပေါ့ ကျွန်တော်လည်း VNS စစ်မျက်နှာမြင်သို့မထွက်အခင်လေးမှာအဲ့ဒီ top gun တင်တန်းကြောင်းရှိတဲ့ California ပြည်နယ် San Diego မြို့မှာနေခဲ့ရသေးတယ်။အမှန်ကိုပြောရင်ကျွန်တော်ရေချင်ဒီလောက်ဂုံတိတ်ခါကြီးမားတဲ့ကြောင်းနဲ့မထိုက်တန်လာပါဘူး။ဒါပေမဲ့ရုပ်ရှင်ကားတဲ့လူငယ်လေးတွေရဲ့အာမန်နဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုမြင်ရလို့ကျွန်တော်တို့တွေ VNS စစ်မြေပြင်ထွက်ဖို့တကယ်ကြီးဖြစ်နေခဲ့ကြတယ်။ကျွန်တော်တို့ကစုတ်တိစုတ်ပါကပြစ်ကညစ်လူငယ်တွေပေါ်ကနေပြီးလူတိုင်းမလုပ်နိုင်တဲ့အခက်အခဲဆုံးအလုပ်ကိုလုပ်ဖို့စိတ်အားကိုယ်အားပြည့်နေ အစင်းသင်းဖြစ်နေကြတယ်။အဲဒီမှာကျွန်တော်နဲ့တကွဘဝသူတင်နန်းသားပိုင်လော်ရဲ့စိတ်ရောရုပ်ပါပြောင်းလဲသွားမှုကိုကျွန်တော်လေ့လာတွေ့ရှိရတယ်။အဲ့ဒါကျွန်တော်ပြောချင်တဲ့ဘဝပြောင်းပညာရေးပါပဲ။ကျွန်တော်လေမောင်းတင်နန်းကြောင့်အစင်းပြီးချက်ချင်းပြန်အောင်ထွက်လာခဲ့ရတယ်။အဲဒီအချိန်မှာကျွန်တော်ဘဝဟာလုံးဝပြောင်းလဲသွားခဲ့တယ်။တင်နန်းတက်ဆာလူနဲ့လုံးဝမတူတော့လေမောင်းတင်နန်းတက်ပြီး VNS စစ်ပွဲမှာတာဝန်ထမ်းဆောင်ပြီးလို့နှစ်ပေါင်းတော်ကြာတဲ့အခါကျွန်တော် အမေဆွေလေးတည်းရဲ့အများစုကစီးပွားရေးလောကကိုဝင်ရောက်ပြီးတော့မီလီယံတာတရေကြီးတွေဖြစ်လာကြတယ်။ကျွန်တော်တို့ချင်းချင်းပြန်ဆောင်တဲ့အခါမှာစစ်ကာလအတွေ့အကြုံတွေပြောရင်ကလေမောင်းတင်တာကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်မှုအတွက်အများကြီးတောက်ပံ့ဖြစ်ခဲ့တာကိုကြာခဏဝမ်းမြောက်ဝမ်းသာပြောပြခဲ့ကြတယ်။ဒါကြောင့်ကျွန်တော်ကဘဝပြောင်းစီးပွားရေးလုပ်ငန်းပညာရေးလို့ပြောတာဟာပိုးတုံးလုံးကိုလက်ပြဘဝသို့ပြောင်းစီတဲ့အစွမ်းတတ်ပညာရေးကိုပြောလိုတာပါ။အဲ့ဒါကိုပညာရေးစကားနဲ့အသွင်ပြောင်းခြင်းဒါမှမဟုတ်ပင်ကိုယ်သဘာဝပြောင်းခြင်းလို့ခေါ်ပါတယ်။ ုံရဲ့ရောင်းဝယ်လုပ်ငန်းကုမ္ပဏီတစ်ခုရဲ့ပညာရေးစီမံကိန်းကိုလေ့လာကြည့်ရင်လူတစ်ယောက်ကိုအရင်အခြေအနေအရင်ဘဝနဲ့တခြားစီဖြစ်သွားအောင်အများကြီးပြောင်းလဲစေနိုင်တဲ့စီမံကိန်းဆိုတာတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တခုတော့သတိပေးပြစီစီးပွားရေးလောကဟာလေမောင်းတင်တန်းကြောင်းလိုပါပဲ။အခက်ခဲဆိုလူတိုင်းကြော်လွားနိုင်မှုမလွယ်ပါဘူး။အစစ်မှန်ဘဝသာစီးပွားရေးလုပ်ငန်းတင်ကြောင်းလေမောင်းတင်တန်းကြောင်းတော့အကောင်းဆုံးအချက်တစ်ခုကဗီယက်နမ်စစ်ပွဲပြန်လေတရေတွေကိုယ်တိုင်ကျွန်တော်တို့ကိုတင်တန်းပေးခြင်းပဲ။သူတို့က ကျွန်တော်တို့ကိုတင်ပြတဲ့အခါတကယ်အဓိကရတဲ့အတွေ့အကြုံတွေကိုတင်ပြတယ်ကျွန်တော်အချိန်တိုတက်ခဲ့တဲ့အစဉ်လာစီးပွားရေးလုပ်ငန်းတွေအကြောင်းမှတွေ့ရတဲ့ပြဿနာတစ်ခုကတင်နှန်းစရာအများဆုံးလက်တွေ့စီးပွားရေးလုပ်ငန်းတွေ့ကြုံလုံးဝမရှိကြဘူးလက်တွေ့ဘဝတွေ့ကြုံကြီးတဲ့စရာတွေကြပြန်တော့လေကုမ္ပဏီပန်ရှင်တွေကုမ္ပဏီတည်ထောင်သူတွေမဟုတ်ကြဘူးကုမ္ပဏီအမှုရမ်းတွေဖြစ်နေကြတယ်အများအပြားအလယ်အလတ်တန်းစားမန်နေဂျာတွေပဲဖြစ်နေကြတယ် MBA ဘွဲ့အတွက်ဟာဝိုင်ကရေဝဲရစီးပွားရေးလုပ်ငန်းတင်ကြောင်းကို ကျွန်တော်တက်တော့တင်ရတဲ့စီမံခန့်ခွဲမှုသဘောတရားတွေဘောကဗီလာသဘောတရားတွေကော်ပိုရေးရှင်းကြီးတွေမှာလောက်ကင်နေတဲ့အလေအလက်တန်းစားမန်နေဂျာတွေကပဲတင်ပေးနေတာတွေ့ရတယ်။တင်နှန်းဆရာတယောက်ဟာလက်တွေ့စည်းဝိုင်းလုပ်ငန်းတွေ့ကြုံမရှိရင်လေအဲ့ဒီဆရာရိုးရစာတင်ကြောင်စနစ်အစွဲလမ်းမပြုတ်ပြုတ်သေးတာကိုအစွဲလမ်းပြုတ်တဲ့စိတ်မပြုတ်သေးတာကိုတွေ့ရတယ်။တနည်းပြောရရင်အဲ့လိုဆရာတွေဟာ သုံးဆန်အတိုင်းအသက်9နှစ်မှရိုးရတင်ကြောင်းမူဂျိုတန်းဝင်ရောက်ပြီးရိုးရအတိုင်းဘွဲရလာတဲ့သူတွေဖြစ်တယ်။အဲဒီလိုရိုးရစားတင်ကြောင်းစနစ်နဲ့ဘွဲရလာသူတွေကတကယ်လက်တွေ့လောကကြောင်းအကြောင်းသားတွေကိုတင်ပြနေတာခြေစရာကြီးဖြစ်မနေဘူးလား။ MBA ဘွဲအတွက်ကျွန်တော်စီးပွားရေးကြောင်းတက်တာလာကစားလုပ်ချင်လို့မဟုတ်ဘူး။စုံဦးတည်ထွင်လုပ်ငန်းရှင် ဖြစ်ချင်လို့တက်တာ။အလေလက်တန်းတာမန်နေဂျာတွေနဲ့တင်နန်းဆရာတွေအများစုကစီးပွားရေးလုပ်ငန်းတစ်ခုလက်ပွားခြေပွားခြေတင်ကနေပြီးဘယ်လိုစတင်ရမလဲဆိုတာမသိကြဘူး အများစုအစုံအသီးတွင်လုပ်ငန်းရှင်တွေမဟုတ်ကြဘူးအများစုအမှုတန်းတွေဖြစ်ကြတယ်လမ်းပေါ်အစည်းအဝေးလောကမှာတက်ရှင်ရက်တည်နိုင်အောင်ဘလို့ကျွမ်းကျင်မှုတွေလိုအပ်တယ်ဆိုတော့အများစုကမသိကြဘူးအကြောင်းကတော့သူတို့ကလက်တွေ့လမ်းပေါ်အစည်းအဝေးလောကတွေကိုလုံးဝမရောက်ဘူးလို့ပဲအများစုကစင်စွဲနန်းတော်အကြောင်းတွေထွက်လာပြီးတော့စင်စွဲနန်းတော်စီးပွားရေးလောကတွေဝင်ရောက်လာကြတယ်အများစုကလကကောင်းကောင်းရပြီးလုံခြုံတည်မြဲတဲ့အလုပ်ရဖို့ပဲအဓိကထားကြတယ်တနည်းပြောရရင်အများစုမှာကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းသဘောတရားတွေရှိပေမဲ့ ကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုတွေရှိတာလူနည်းစုပဲစီးပွားရေးသမားတယောက်မှာကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုတွေရှိမှသာလေလက်ဘွားခြေဘွားခြေရင်းကနေပြီးတော့တကယ့်စီးပွားရေးလောကမှာထိတ်တန့်အောင်တက်လှမ်းနိုင်တယ်အခုအများစုဖြစ်နေတာပုံမှန်လာတော့ကွယ်အာကူနေရတယ်လားစာမှန်မမြင်ရရင်ဘွားပြပြကျွန်တော်စီးပွားရေးလုပ်ငန်းတင်ကြောင်ကိုးလာတက်ပြီးနောက်ပြန်ထွက်လာခဲ့တယ် MBA ဘွဲ့မရခဲ့ဘွဲ့ရဖို့အတွက်ရိုးရစီးပွားရေးလုပ်ငန်းတင်ကြောင်ကိုပြန်တက်ရမယ်ဆိုကျွန်တော်အခုတော့ပိုးတွန်းတွန်းကြောင်ကိုပြန်တက်ရတာနဲ့အတူတူပဲ လေတရဲတင်တဲ့ကြောင့်တက်ပြီးတဲ့နောက်မှာကျွန်တော်ကိုလိပ်ရပြောင်းတင်ပြီးခဲ့တဲ့စီးပွားရေးလုပ်ငန်းတင်ကြောင်မျိုးကိုပဲကျွန်တော်တက်ချင်တယ်။ဒါကြောင့်1984ခုနှစ်မှာကျွန်တော်ကန်တက်တက်ဖွဲ့ရနေနှုတ်ထွက်ပြီးတော့ကျွန်တော်ရဲ့အဖေတတိစီကိုလာခဲ့။သူကကျွန်တော်လိုချင်တဲ့စီးပွားရေးလုပ်ငန်းပညာကိုတင်ပြီးတယ်။အဖေတတိရဲ့စီးပွားရေးလုပ်ငန်းတင်ကြောင်ဟာလူတယောက်ကိုတတိပြောင်းလုပ်ပေးနိုင်တဲ့ကျွမ်းကျင်မှုတွေကိုအဓိကဥတီချက်ထားတယ်။စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်လုပ်ကိုင်နိုင်တဲ့သဘောတရားတွေကိုအဓိကမထားဘူး။ အဖေတရင်မကြာခဏပြောလို့ရှိတဲ့စကားတခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့သဘောတရားမြင့်ကိုတတိပြောင်းလုံးမပေးနိုင်ဘူး။ကျွမ်းကျင်မှုကတာတတိပြောင်းလုံးပေးနိုင်တာတဲ့။ကျောင်းထွက်လူတော်တွေစီးပွားရေးလုပ်ငန်းတွေကြောင်းဘွဲမရခင်ထွက်လာခဲ့ရလို့ကျွန်တော်ဝမ်းနဲ့မိပါသလား။ဟုတ်ကဲ့အမှန်တမ်းဝင်ခံရရင်တော့တစ်ခါတလေတော့ဝမ်းတွေးပြီးဝမ်းနဲ့မိတာပဲ။ဒါပေမဲ့အဲ့ဒီလိုလူတွေကကျွန်တော်တယောက်တည်းမဟုတ်ပါဘူး။ကျွန်တော်မှကျောင်းထွက်လူတော်အပေါ်ကြီးများကြီးရှိတယ် ခြားလူတွေမဟုတ်ပါဘူးဒီကနေ့ခေတ်မှာကဘာကျော်လူငန်းရှင်ကြီးတွေဖြစ်နေကြတယ်ဘီလ်ဂိတ်၊မိုက်ကယ်ဒူး၊စတီးဗ်ဂျော့နဲ့တက်တာနာတို့ပါပြီးတော့စောပိုင်းကဆိုရင်သောမတ်အဒီဆင်၊ဟန်ရီဖို့တို့လည်းကြောင်းထွက်တွေ့ပါပဲအဲ့ဒီစွန်ဦးတွေလူငန်းရှင်ကြီးတွေအားလုံးကလက်တွေ့ဘဝအခြေခံပြီးစီးပွားလုပ်ငန်းအတွေ့အကြုံရရှိလာကြသူတွေဖြစ်ပါတယ်ဒီပုဂ္ဂိုလ်ကြီးတွေကစီးပွားလုပ်ငန်းလောကကိုပြောင်းလဲစေခဲ့ကြတဲ့အေယာမလက်ပြကြီးတွေပါဒါပေမဲ့ကျွန်တော်အထင်မှဲပါနဲ့ကျွန်တော်တက်ခဲ့တဲ့စီးပွားလုပ်ငန်းတင်ကြောင်းမှာသင်ပြခဲ့ င်ညာရက်တွေကစီးပွားရေးလုပ်ငန်းလုပ်ချင်သူတွေအဖို့အများကြီးတက်မှုရှိပါတယ်ဒါပေမဲ့ကျွန်တော်ဖြစ်ချင်တဲ့စွန့်ဦးတည်ထွင် လုပ်ငန်းရှင်ဖြစ်နိုင်ခဲ့လမ်းပေါ်ကလက်တွေ့လေ့ကျင့်မှုတွေကိုလက်တွေ့လေ့ကျင့်ကျွမ်းကျင်မှုတွေကိုအဲ့ဒီကြောင်းအတင်မပေးဘူးလက္ခဏာအမှုရန်ဖြစ်ဖို့ပညာတွေကိုပဲတင်ပေးတယ်ကျွန်တော်အဲ့ဒီကြောင်းကထွက်လာပြီးတော့မကြာခင်မှာပထမဆုံးနိုင်လုံကက်ခွာပဆိုင်လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တယ်ကဘာတဝမ်းမှာအယောင်ကိုယ်စားလေ9ကျော်ရှိတယ်အသက်30မှာကျွန်တော်တန်းကျွေတတိဖြစ်လာပြီးတော့နှစ်နှစ်အကြာမှာလုပ်ငန်းပြတ်သွားတယ် လုပ်ငန်းပြတ်တာဟာပြောစရာအတွေ့အကြုံတော့မဟုတ်ဘူးဒါပေမဲ့သင်ခန်းစာဒါမှမဟုတ်ပညာတော့အများကြီးရတယ်ကျွန်တော်ကသုံးနှစ်တာကာလအတွင်းမှာစီးပွားရေးလုပ်ငန်းအကြောင်းကိုရောကျွန်တော်အကြောင်းကိုအများကြီးသိရှိခဲ့ရတယ်ကဘာနဲ့ခြေတဲ့စီးပွားရေးလုပ်ငန်းကိုတူထောင်ခြင်းနဲ့အဲ့ဒီလုပ်ငန်းဆုံးရှုံးခြင်းဟာစီးပွားရေးလုပ်ငန်းသဘောတရားပေါ်အခြေခံတဲ့ပညာရေးတည်းရမဟုတ်ပါဘူးကျွန်တော်အခုတော့အဲ့ဒီအတွေ့အကြုံကတန်ဖိုးမဖြစ်နိုင်တဲ့ပညာရေးကြီးပါပဲကျွန်တော်တို့တတိပြောင်းလုပ်ပေးတဲ့ပညာပါပဲဒါပေမဲ့အဲ့ဒါထက်ပိုပြီးအရေးကြီးတာကျွန်တော်တို့လွတ်လပ်မှုပေးခြင်းပဲ NBA ဘက်လက်မှတ်ကြီးကင်ပြီးအလုပ်လိုက်ရှာရတဲ့ပိုးတွန်းလုံးကိုဖန်တီးပေးတဲ့ပြည်ရင်မျိုးကျွန်တော်မလို့ချင်ဘူးကျွန်တော်လုပ်ငန်းပြတ်သွားပြီးတဲ့နောက်မှာအဖေတတိယပြောတယ်ငွေနဲ့အောင်မြင်မှုကမင်းကိုပွင့်မြင့်စေနိုင်တယ်မိုင်မဲစေနိုင်တယ်အခုစင်ရသွားပြီးကိုယ့်ကိုနှိမ်ချတဲ့အချိန်မှာမင်းဟာပညာတင်တယောက်ပြန်ဖြစ်လာနိုင်တယ်တဲ့ဒီစားဟုတ်အခြားသူများကိုညီလိုသူများအတွက်အဖေတတိယရဲ့စီးပွားရေးလုပ်ငန်းတင်ကြောင်းလို့နာမည်ပေးရတဲ့အကြောင်းကကိုယ့်ရဲ့အယောင်းဝယ်လုပ်ငန်းအများစုကအဲ့ဒီအတိုင်းဖြစ်နေတာကြောင့်ပဲ ဒီလုပ်ငန်းတွေကလာကစားဖြစ်ရေးပညာတွေထက်စင်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ရေးပညာတွေကိုသင်ပေးတဲ့စီးပွားရေးလုပ်ငန်းတင်ကြောင်းတွေဖြစ်တယ်။ကိုယ့်ရဲ့ရောင်းဝယ်ရေးလုပ်ငန်းတင်တဲ့တွေတွားတက်တော့တကယ့်စီးပွားရေးလောကလုပ်ငန်းရှင်တွေခေါင်းဆောင်တွေကိုကျွန်တော်တွေ့ရတယ်။သူတို့ကခြေဖွားလက်ဖွားဖွားတက်လာခဲ့ကြသူတွေပါ။အများဆိုတိတ်ပြီးတော်တယ်ဆရာတွေပဲ။သဘောတရားကိုမသိဘူးအတွေ့အကြုံကိုသင်တယ်။အဲ့ဒီဆရာတွေနဲ့နှီးနှောဖလှယ်ဝင်မှာဆွေးနွေးရတာကြောင့်လက်တွေ့စီးပွားရေးလောကမှာရှင်သန်ရည်တည်နိုင်အောင်မလုပ်ရမယ်ဆိုတာကိုသဘောပေါက်လာတယ်။ တို့ကစီးပွားရေးလုပ်ငန်းကြွချင်မှုဒါစိတ်ခံစားချက်နဲ့အတွေးမြင်ပို့ပြီးဦးစားပေးတင်ပြရတယ်။စီးပွားရေးလောကမှာကိုယ့်ကိုပိုတုံလုံးပွားနေပြီးလိပ်ပျောက်ပေါ်ပြောင်းညင်သူတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့နှီးနှောဖလဲပွဲတွေဖြစ်ပါတယ်။နှီးနှောဖလဲပွဲပြီးတဲ့နောက်နှီးပတ်ဆိုင်နဲ့ကျွန်တော်မကြာခဏစကားပြောပြတယ်။တို့ကစီးပွားရေးလုပ်ငန်းငါသာမကပဲနဲ့ရင်းနှီးမြှုပ်နှံမှုတွေကပတ်စံတွေအများကြီးရနေတာကိုကျွန်တော်တန်တော်တွေ့ရတယ်။တို့က corporation ကြီးတွေကအမှုဆောင်အရာရှိကြီးတွေထက်ကော အယိုးရအစင်လာစီးပွားရေးလုပ်ငန်းတင်ချောင်းက CR ထပ်ပါများကြီးပိုပြီးချမ်းသာကြတယ်။ဒါပေမဲ့အဲ့ဒီနီးပါး CR တွေမှာထူးခြားတာတခုတော့ရှိတယ်။သူတို့ကချမ်းသာပြီးကြောင်းချရာမလုပ်ကြပါနဲ့။ကြောင်းချရာလို့ကိုမြင်လို့ကြတယ်။သူတို့တည်တာတတ်တာတွေကိုတင်ပြခြင်းနဲ့စည်စနာရှိကြတယ်။သူတို့တည်တာတတ်တာတွေကိုအခြားလူတွေကိုတင်ပြခြင်းနဲ့စည်စနာရှိကြတယ်။ဘာကြောင့်လဲဆိုတော့ရိုးရစည်းပွားရေးလုပ်ငန်းနဲ့အစိုးရဌာနတွေကလက္ခဏာအမှုတမ်းမွေးထုတ်ရေးအပေါ်မှာအခြေခံပြီးကိုယ့်ရဲ့စည်းပွားရေးလုပ်ငန်းက လူများကိုတိုးတက်အောင်ကူညီပေးတဲ့ကောင်းဆောင်တွေပေါ့အခြေခံတဲ့အတွက်ကြောင့်ပဲကိုရဲ့လုပ်ငန်းနီးပါးကြရတဲ့အလုပ်ခွင်မှာအစွမ်းမပြနိုင်မင်းအလုပ်ပြုတ်ပြီးတာမှတ်တော့လို့မပြောကြဘူးမင်းကြက်တော့လေးလာစည်းဘူးပါမင်းလေးလာစည်းဘူးခြင်းများငါတင်ပြပေးမယ်တို့တွေကတပစုတဖွဲ့သားတွေကြီးပဲအဲ့ဒီတော့မင်းပို့လို့ပို့လို့တော်တဲ့တော်လောက်ငါတင်ပေးမယ်ဆိုတဲ့စကားကိုပဲပြောကြတယ်ဒါဟာကျွန်တော်လူချင်းတဲ့ပညာရေးပါပဲဒါကြောင့်ကိုရဲ့လုပ်ငန်းနဲ့ဝင်ထိတ်တန်းပုံကိုယ်တွေကိုရှာပါ အဲ့ဒီနောက်ကိုတိကျင်တာတက်ချင်တာတွေကိုသူတို့စီကလေ့လာစည်းပူပါကိုရဲ့လုပ်ငန်းကုမ္ပဏီတွေကတင်ပြနေတဲ့ပုံပြီးအရေးကြီးတဲ့လက်တွေ့စည်းပွားရေးလုပ်ငန်းဘာသာရဲ့အချို့ကတော့အောင်မြင်ရေးစိတ်သက်ခေါင်းဆောင်မှုစွမ်းရည်ဆက်သွယ်ရေးစွမ်းရည်လူမှုဆက်ဆံရေးစွမ်းရည်ကြောက်စိတ်တန်တရားစိတ်နဲ့ကိုယ့်ကိုမယုံကြည်စိတ်ကိုအောင်နိုင်ရင်းရင်းပဲ့ခံရမှကြောက်တဲ့စိတ်ကိုအောင်နိုင်ရင်ငွေကြေးစီမံခံခွင့်မှုစွမ်းရည်ရင်းနှီးမြှုပ်နှံမှုစွမ်းရည်တာဝန်ခံနိုင်မှုစွမ်းရည်အ ချိန်စီမံခန့်ခွဲမှုဆိုင်စွန့်ရီပန်းနိုင်တတ်မှတ်ခြင်းအောင်မြင်ရေးအတွက်ဝယ်စားစီရင်မှုကိုယ့်ရဲ့လုပ်ငန်းမှာကျွန်တော်တွေ့ရတဲ့အောင်မြင်နေသူတွေကအဲ့ဒီအရေးချင်းတွေအဲ့ဒီပညာတွေကိုကိုယ့်ရဲ့လုပ်ငန်းတင်တန်းကရရှိခဲ့ကြတာဖြစ်တယ်။ကိုယ့်ရဲ့လုပ်ငန်းမှာထိတ်တန့်ရောက်နေသူတွေအတွက်ရောပတ်စံအများကြီးချမ်းသာနေသူတွေအတွက်ပါဒီတင်တန်းကတသက်သက်တန်ဖိုးရှိတဲ့တင်တန်းမှာကောင်းမွန်တဲ့ပညာရေးပညာပေးစနစ်ဟာသာရပုံမကောင်းမွန်တိုးတက်တဲ့ဘဝကိုဖန်တီးပေးနိုင်ပါတယ်။ ဝပြောင်းပညာရေးအောက်ပပုံစံဟာဘဝပြောင်းပညာရေးအတိတ်ပဲဖွင့်ဆိုဖို့အတွက်ကျွန်တော်ထွင်ထားတဲ့ပုံစံပါအဲ့ဒါဟာ3 can do ဂျွန်ပုံစံဒါမှမဟုတ်၄မျက်နှာတူပုံစံဖြစ်ပြီးတော့ pyramid ပုံစံလို့လည်းခေါ်တယ် pyramid ပုံစံတင်းကျန်းကူတွေဟာအီဂျစ်နိုင်ငံမှာရာစုနှစ်ပေါင်းများစွာကတည်းကပဲရှိခဲ့ကြတယ်တနည်းပြောရရင်3 can do ဂျွန် pyramid ပုံတွေကအလွန်ခိုင်မာတည်မြဲတဲ့ပုံစံတွေဖြစ်တယ်လောကနိယာမဟာ၄ခုအတွင်း လေပတ်လှူရှားနေတယ်လို့ဖြည့်ပညာရှိတွေကယုံကြည်ကြတယ်။ဒါကြောင့်မို့နှွေမိုးဆောင်နှွေဥပေါက်ဆိုပြီးတော့၄00တည်ရှိနေတာ။နက္ခတ်ပညာမှာဆိုရင်လည်းလေမြေရေမီဆိုတဲ့အခြေခံသင်္ကေတ၄မျိုးရှိတာပဲ။ကျွန်တော်ကဘဝပြောင်းပညာရေးလို့ပြောလိုက်တော့လေနံပါတ်၄အထဲမှာပြောင်းလဲနေတာကိုတွေ့ရပြန်တယ်။တနည်းပြောရရင်စစ်မှန်တဲ့ဘဝပြောင်းပညာရေးထိရောက်ဖို့အတွက်တင်ယူရေးပိရမစ်ရဲ့ အချက်လက်၄ချက်စလုံးအကျိုးတက်ရောက်ဖို့လိုတယ်။အဲ့ဒီ၄ချက်ကစိတ်ပိုင်းပညာရေး mental ခံစားမှုပညာရေး emotional ရုပ်ပိုင်းပညာရေး physical နဲ့နံပိုင်းပညာရေး spiritual လို့ပဲဖြစ်ပါတယ်။စိတ်ပိုင်းပညာရေးရိုးရအစင်လာပညာရေးကစိတ်ပိုင်းပညာရေးပေါ်အခြေခံတဲ့အဖက်အရေးအတွက်သင်ပေးတဲ့အားလုံးအလွန်အရေးပါတဲ့ကျွမ်းကျင်မှုတွေပဲ။ဒါကိုမြင်သိကျွမ်းကျင်မှုလို့လည်းခေါ်တယ်။ ရုပ်ရပညာရေးကိုကျွန်တော်မကြိုက်တဲ့အချက်ကရုပ်ပိုင်းနာမ်ပိုင်းခန်းစားမှုပိုင်းပညာရေးတို့ပေါ့တက်ရောက်မှုအချက်ဖြစ်တယ်ခန်းစားမှုပညာရေးရုပ်ရပညာရေးနဲ့ပတ်သက်ပြီးကျွန်တော်မကျေနပ်တဲ့အချက်တစ်ချက်ကကြောက်စိတ်ခန်းစားမှုဖြစ်ပေါ်စေတဲ့အချက်ပဲအတိအကျပြောရရင်အမှားလုံးမိမှောက်ကြာရှုံးမှောက်ကြောက်တဲ့စိတ်ကိုဖြစ်ပေါ်စေလို့ပဲတင်ယူသူကိုတင်ယူခြင်းအောင်အားပေးအားမြောက်မပြုပဲမင်းအမှတ်ကောင်းကောင်းနဲ့မောင်းရင်လာကကောင်းတဲ့အလုပ်ရမှာမဟုတ်ဘူးဆိုပြီးဆရာဖိထောင်းတယ် ကျွန်တော်ကြောင်းမှာတော့အမားလုံးမိရဲ့အတွက်အပြစ်ပေးခံရတယ်။ဒါကြောင့်ကျွန်တော်အမားလုံးမိမောင်ကြောက်တဲ့စိတ်ခံစားမှုဖြစ်ပေါ်လာတယ်။လက်တွေ့ဘဝကိုကျင်အမားတွေအများဆုံးပြုလုပ်ခဲ့ပြီးအမားရဲ့တင်ကန်းစားယူတဲ့ပုံစံတွေထိတ်တန့်ရောက်နေတာအများကြီးပဲ။ကျွန်တော်ရဲ့အဖေလူမဲကြောင်းဆရာက အမားလုံးမိတော့အပြစ်လို့ယူစားတယ်။အဖေတတိယအမားလုံးမိတာတင်ကန်းစားစာယူဖို့ပဲ။စပိန်စီးတင်လဲကြတယ်၊ပြန်စီးတယ်၊လဲကြပြန်တယ်၊ပြန်စီးပြန်တယ် ဒီလိုနဲ့စီးတတ်သွားတယ်တကယ်တော့အမားလုံးမိတာအပြစ်မဟုတ်ဘူးအမားလုံးမိပြီးသင်္ကန်းစာမြူတတ်တာအပြစ်ပဲလူများဆိုအမားလုံးပြီးတော့လိန်ပြောကြတယ်အဲ့ဒါဘာကြောင့်လဲအမားလုံးမိတော့ဝန်ခံရမှာကြောက်လို့ပေါ့ဒါကြောင့်သူတို့ဖို့တက်တီးဖို့ ਨੇ တိုးတက်ဖို့အခွင့်အလမ်းဆုံးရှုံးကုန်တယ်အမားလုံးမိပြီးတော့ကို့အမားပေါ့သူများပေါ့ပုံမချပဲ ਨੇ အတိတ်ပဲမရှိတဲ့စင်ကြီးမပေးဘဲဝန်ခံခြင်းကကို့အတွက်ပညာတိုးဖို့ပဲအမားပြုတ်လို့ပြီးတော့ဝန်မခံခြင်း ဒါမှမဟုတ်ကို့အမှားကိုသူများအမှားပြုလုပ်ခြင်းသာအဖြစ်ပဲလို့ပြောပါတယ်။မကြာခင်အမေရိကန်သမ္မတတယောက်အင်ဖြူရောမှာစင်ပွားလိမ်မှုကိစ္စပေါ်ခဲ့တယ်။ကျွန်တော်အမြင်ကိုပြောရရင်လိမ်မှုကိစ္စတဲ့လက်ဘူးလက်ချက်မီလီယံသားနဲ့ဝင်မခံမဲ့လိမ်ပြောတာပူဆိုတယ်။လိမ်ပြောတာညံပြင်းတဲ့ဇယိုက်လက္ခဏာဖြစ်ုံသာမကအမှားတွေကသင်ကန်းစာယူဖို့အခွင့်အလမ်းကိုလည်းဆုံးရှုံးစေတယ်။အစင်လာစီးပွားရေးလောကမှာအမှားပြုလုပ်ခြင်းကိုအဲ့ဒီအတိုင်းပဲသဘောထားကြတယ်။အမှားလုံးမရင်ပြစ်ပေးခံရမယ်။အလုပ်ဖြုတ်ခံရမယ်။ဒါပေမဲ့ ိုရဲ့ရောင်းဝယ်လုပ်ငန်းမှာအမှားလုပ်ရင်ဝန်ခံခိုင်းတယ်ပြန်ပြင်ခိုင်းတယ်စိတ်တည်းကြီးကရင်းချက်လောင်အားပေးစကားပြောတယ်ကျွန်တော်အယောင်းလုပ်ငန်းလေးလာတော့ကရောင်းအားရော့တဲ့ရောင်းသမားအလုပ်ဖြုတ်ပြစ်တယ်ကျွန်တော်တို့ကတင်ယူစည်းပွေးရေးဘဝမှာမရှိပဲဆုံးရှုံးမှာကိုတွေးကြောက်နေရတဲ့ဘဝကိုရောက်နေကြတယ်ဒါကြောင့်မို့ corporation စည်းပွားရေးလုပ်ငန်းမှာလူအများပိုးတုံးလုံးဖြစ်နေကြရတယ်ဆုံးရှုံးမှာကိုကြောက်တဲ့စိတ်နဲ့ corporation ဥက္ကဋ္ဌနဲ့ပိတ်မိနေတယ်လူတရားဘယ်လိုလုပ်ပြီးပြန်နှံ့နိုင်မှာလဲ ွန်ရက်ရောင်းဝယ်လုပ်ငန်းမှာခေါင်းဆောင်ရဲ့ဆုံးချက်မတော်သူတွေတော်အောင်လုပ်ပေးဖို့ဖြစ်တယ်။အလုတ်ဖြုတ်ဖြစ်ဖို့မဟုတ်ဘူး။လူတယောက်ကိုစပိန်မစည်းတဲ့လို့အပြစ်ပေးလဲချလို့အမှန်မပင်အဲ့ဒီလူကဘရောမှစပိန်စည်းတဲ့တော့မှာမဟုတ်ဘူး။ပြောရရင်ကျွန်တော်ကတခြားလူတွေထက်တော်လွန်းလို့ဇီးပွားရေးမှာအောင်မြင်တာမဟုတ်ဘူး။ခြားလူတွေထက်ချော်လွန်းလို့အောင်မြင်တာ။ကျွန်တော်အမားတွေအများကြီးလုပ်ခဲ့ပြီးလို့ရှေ့တန်းရောက်လာတာ။ကွန်ရက်လုပ်ငန်းမှာလူတယောက်ကိုအမားလုပ်ခင်ပေးတယ်ပြီးတော့ပြုတ်ပြင်ပေးတယ်။အမားတွေကသင်ကန်းစာယူပြီးတိုးတက်အောင်လုပ်ပေးတယ်။ကျွန်တော်အဖို့တော့အဲ့ဒါဘဝပြောင်းပညာကြီးပဲ။ ယောက်စိတ်ကိုမောင်းထုံနိုင်ပေါင်းကောင်းပြန်နေနိုင်တာမှတ်ပြီးတော့အမားလုံးမိပြီးဆုံးရှုံးမှကြောက်နေသူတို့အတွက်ကိုရဲ့ရောင်းဝယ်လုပ်ငန်းဟာအသင့်တော်ဆုံးပညာရေးစီစဉ်ပဲကိုရဲ့လုပ်ငန်းတင်နှန်းကြောင့်ကျွန်တော်ကိုကိုကိုယုံကြည်မှုပြုတ်ရလာတော့ကိုမြင်တွေ့ခဲ့ရတယ်ကိုကိုကိုယုံကြည်မှုရှိလာရင်ဘဝလည်းအမြဲတမ်းပြောင်းလဲလာမှာပဲရုပ်ပိုင်းပညာရေးရှင်းရှင်းပြောရရင်အမားလုံးမိမှကြောက်တတ်တဲ့လူတွေကပညာသိမ့်မရကြဘူးဘာကြောင့်လဲဆိုတော့သူတို့ကဘာမှမြဲမြဲဆဆမလုပ်ဘူးကြလို့ပဲ လေးလာစည်းဘူးခြင်းရုပ်ပိုင်းဆိုင်ရာနှစ်ခုစိတ်ပိုင်းရုပ်ပိုင်းနှစ်ခုလုံးနဲ့သက်ဆိုင်တယ်။တင်းနဲ့ကစားတင်တာကရုပ်ပိုင်းနဲ့ဆိုင်တယ်လို့စာဖတ်ခြင်းနဲ့စာရေးခြင်းကလည်းရုပ်ပိုင်းနဲ့ဆိုင်တယ်။လူတယောက်ကိုအပြည့်အမှန်အားလုံးသိရမယ်လုံးဝမမားဘူးလို့ပြောလိုက်တာနဲ့တပြိုင်နက်အဲ့ဒီလူရဲ့ပညာတတ်သည့်ရဲ့ခွန်းလားပိတ်ဆို့သွားပြီ။အပြည့်အားလုံးကိုသိပြီးမှားမှကိုကြောက်နေတဲ့လူတယောက်ဘယ်လိုလုပ်ပြီးတိုးတက်မှုရှိနိုင်မှာလဲ။ကျွန်တော်လေ့လာခဲ့ရတဲ့ကုန်ရက်လုပ်ငန်းကုမ္ပဏီတွေအားလုံးရုပ်ပိုင်းတင်ယူစည်းပူ ရေးကိုရောစိတ်ပိုင်းတင်ယူစီးပူးရေးကိုပါအလေးထားအပေးကြတယ်သူတို့ကလက်တွေ့လောက်ခိုင်းတယ်အမားလောက်ခိုင်းတယ်အမားတွေကတင်ကန်းသာယူစီတယ်ဒီနည်းနဲ့လူတယောက်ကစိတ်ပိုင်းခံစားမှုပိုင်းနဲ့ရုပ်ပိုင်းအရတိုးတက်မှုရှိလာစီတယ်အစင်လာပညာရေးအချက်လက်တွေကိုသင်ပေးတယ်အမားလုံးမိမှာကိုကြောက်တဲ့စိတ်ကိုဖြစ်ပေါ်စီတယ်ကြောက်စိတ်ဝင်လာတော့ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုမရှိတော့ဘူးကြောက်တဲ့စိတ်ဝင်နေရင်စိတ်ပိုင်းရုပ်ပိုင်းခံစားမှုပိုင်းတာမကဘူးငွေရေးကြေးပိုင်းမှာလည်းကြန့်ခိုင်မှုမရှိနိုင်တော့ဘူးကျွန်တော်စောစောကပြောခဲ့သလို ကျွန်တော်ကပညာတော်လို့ပတ်စံချမ်းသာလာတာမဟုတ်ဘူးအမားတွေလုတ်ခဲ့ပြီးတော့အမားတွေကသင်ကန်းစာယူလို့ချမ်းသာလာတာအသစ်တီထွင်လုတ်ကန်ကိုစိတ်ဝင်စားတဲ့လူအမားလုံးမိမအောင်ကြောက်တဲ့လူအမားတွေကသင်ကန်းစာမယူတတ်တဲ့လူအဲ့ဒီလူတွေကအနာဂတ်မှာဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးအကောင်းဆုံးကိုယ့်ရဲ့လုပ်ငန်းကမ္ဘာတွေကုမ္ပဏီတွေကသူတို့လူတွေကိုအသစ်အစမ်းတီထွင်ပြအောင်အမားလုံးမိအမားတွေကသင်ကန်းစာယူတော့အမြဲတမ်းအားပေးကြတယ်ဒါဟာတကယ့်ဘဝတတ်တာ ပညာရေးပါပဲအမားလုံးကြီးမှာကြောက်ပေမဲ့ကိုကိုကိုဘဝပြောင်းဖို့လိုအပ်ကြောင်းသိတဲ့လူတွေအတွက်ကောင်းမွန်တဲ့ကိုရဲ့ရောင်းဝယ်တင်တဲ့ရေရှည်ဘဝတိုးတက်ရေးအတွက်အကောင်းဆုံးတင်တဲ့ဖြစ်ပါတယ်။ကောင်းမွန်တဲ့ကိုရဲ့လုပ်ငန်းကုမ္ပဏီတစ်ခုဟာမိတ်ဆွေကိုလက်တွဲခေါ်ဆောင်ပြီးကြောက်စိတ်ကင်းတဲ့ဘဝကိုပို့ဆောင်ပေးလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေကလက်မတွဲခြင်းတော့သူတို့ကလည်းလက်တွဲခေါ်ဖို့ကြိုးစားမှာမဟုတ်ဘူး။လူတွေလုံနေတာကိုပြောင်းလဲခြင်းသူတို့ရဲ့အတွေးခေါ်အရင်ပြောင်းမှာဆိုတဲ့စကားရှိတယ်။အများစုကတော့လူတစ်ယောက်ကိုအတွေးခေါ်ပြောင်းစေခြင်းသူ့အလုပ်ကိုအရင်ပြောင်းမှာဆိုတော့ကိုပဲစွဲနေကြတယ် ကိုရဲ့လုပ်ငန်းကတော့အတွေးခေါ်ရော အလုပ်ရောပြောင်းလဲရေးကိုအလေးထားပြီးအာရုံစိုက်တယ်။ရိုးရာစနစ်ကအမှားလုံးမှုတွေကိုပြုပြင်ပေးဖို့တက်အမှားလုံးမှုတွေအတွက်အပြစ်ပေးဖို့ကိုဒါအလေးထားပြီးအာရုံစိုက်တယ်။နံပိုင်းပညာရေးဒီအကြောင်းမပြောခင်ကျွန်တော်ခံစားချက်ကိုအရင်ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီအကြောင်းရက်ကတိတ်ပြီးစိတ်ခံစားမှုပြင်းလို့ပဲ။ကျွန်တော်ကတီးတဲ့အကြောင်းရှိတာကြောင့်ဘာသာရေးအစား နံမိုင်းဆိုင်ရာဆိုတဲ့စကားကိုပဲတုံတယ်ကွန်ရက်လုပ်ငန်းမှာကောင်းတဲ့ကုမ္ပဏီမကောင်းတဲ့ကုမ္ပဏီတွေရှိတယ်လို့ဘာသာရေးဖွဲ့စည်းတွေမှာလည်းကောင်းတဲ့အဖွဲ့စည်းမကောင်းတဲ့အဖွဲ့စည်းတွေရှိတယ်လို့ကျွန်တော်ယူဆတယ်။အတိအကျပြောရရင်လူတစ်ယောက်ကိုနံမိုင်းဆိုင်ရာတူးသက်စေတဲ့ဘာသာရေးဖွဲ့စည်းတွေကျွန်တော်တွေ့ဘူးတယ်။အလားတူပဲလူတစ်ယောက်ကိုနံမိုင်းဆိုင်ရာဆိုးရိုးစေတဲ့ဘာသာရေးဖွဲ့စည်းတွေကိုလည်းကျွန်တော်တွေ့ဘူးတယ်။ဒါကြောင့်မို့နံမိုင်းဆိုင်ရာပညာရေးလို့ကျွန်တော်ပြောရမှာဘာသာရေးဆိုင်ရာပညာရေးမပါဝင်ပါဘူး။နံမိုင်းဆိုင်ရာပညာရေးလို့ကျွန်တော်ပြောတဲ့အခါမှာဂိုင်းကာနာဆွဲလန်းစိတ်မပါဘဲနဲ့ ပြောတာဖြစ်ပါတယ်။ဘာသာရေးနဲ့ပတ်သက်ရင်လွတ်လပ်စွာရွေးချယ်권ပေးထားတဲ့ဘာသာရေးကိုပဲထောက်ခံတယ်။ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီးစဉ်စဉ်ကြီးကြီးနဲ့ကျွန်တော်ပြောရတာဘာသာရေးနိုင်ငံရေးငွေကြေးနဲ့လိင်ကိစ္စတွေကိုဘယ်တော့မှမစွန်းနည်းနဲ့ငွေတော့အဆုံးမခံခဲ့ရတာကြောင့်ဖြစ်ပါတယ်။ဒီအဆိုကိုကျွန်တော်လက်ခံပါတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီအကြောင်းရက်တွေဟာစိတ်ခံစားမှုကိုပောက်ကွဲစေနိုင်လို့ပါကျွန်တော်ကလူတယောက်ရဲ့ခံစားမှုနဲ့ယုံကြည်မှုမနှောက်ယှက်ခြင်းပါဘူးခံစားမှုနဲ့ယုံကြည်မှုရှိဖို့ကိုပဲထောက်ခံခြင်းပါတယ် အကန့်တထက်ကြော်လို့ရင်လူတယောက်ရဲ့နာမိုင်းဆိုင်ရာခံစားမှုကိုကျွန်တော်ပြောတဲ့အခါစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာအကန့်တတွေကိုကြော်လွန်ပြီးတော့တွန်းအားပေးတဲ့စိတ်တဲ့ဆိုတော့ဘူးဆိုလိုတာပါအဲ့ဒီအကန့်တတွေကလူသားတွေရဲ့ဘဝအခြေအနေကိုပုံညွန့်တတ်ပါတယ် BNN စစ်ပွဲတော်ကဒိုင်ယာပင်းထန်ထန်ရထားတဲ့လူငယ်စစ်သားတွေကိုကျွန်တော်တွေ့ဘူးတယ်သူတို့ကတရားတော်မယ်ဆိုတာသိပြီမဲ့တခြားသူတွေအသက်ရှင်ရင်တော့ဆက်ပြီးတိုက်နေကြတော့မယ်တစ်ချိန်လုံးရန်လူနဲ့တိုက်နေခဲ့ရတဲ့ကြောင်းတွေပဲတကယ်ကြီးတယောက်ကကျွန်တော်ဂဏိအသက်ရှင်နေတာဟာ တည်သူတွေကဆက်ပြီးတိုက်နေပေးနေခဲ့လို့ပဲတိုက်ပွဲအတွင်းနှစ်ကြိမ်တိတိကျွန်တော်တယောက်တည်းပဲမတည်ပဲကြင်ရတာကိုအသက်ရှင်ဖို့အတွက်မိတ်ဆွေတွေကအသက်ပြီးသွားကြတယ်ဆိုတော့တည်ရတယ်ကျွန်တော်ဘဝလည်းပြောင်းလဲသွားတာပဲလို့ပြောဘူးလေတိုက်ပွဲဝင်ငွေညတွေမှာကျွန်တော်ကလေရင်တင်တင်မဥပိုင်းမှာထိုင်ရင်အောက်မှာစီးဆင်းသွားတဲ့ line တွေကိုကြည့်နေတယ်အဲ့ဒီလိုညင်ညင်လေးအကြာကြီးတိုင်းနေကျွန်တော်စိတ်ကတိတ်ပြီးငြင်းငြင်းနေမိတယ်ဒါပေမဲ့မနေ့ကျတော့တည်မင်းနဲ့ရင်ဆိုင်ရမယ်ဆိုတော့ကိုလည်းတည်နေမိတယ် အဲ့ဒီလိုတယောက်တည်းညီညီလေးထိုင်နေခဲ့တဲ့တ냐တ냐အတွင်းမှာပဲနောက်တစ်နေ့သိရမယ့်အရေးကလွယ်လွယ်လေးပါဆိုတော့ကျွန်တော်သဘောပေါက်ခဲ့တယ်။တက်ရှင်နေတိုင်းကြီးကတည်ဆုံးခြင်းထက်ပိုပြီးခက်ခဲတယ်ဆိုတာကိုသဘောပေါက်မိခဲ့တယ်။အဲ့လိုနေခြင်းနဲ့တည်ခြင်းတို့ရဲ့ဖြစ်နိုင်ခြင်းတဘာဝကိုနားလည်ပြီးစိတ်တည်ငြိမ်သွားတဲ့အခါမှာနောက်နေ့ဘလို့နေတိုင်းရမယ်ဆိုတော့ကိုလေတည်လာခဲ့တယ်။တနည်းပြောရင်ငါဟာလေးကိုတတိစိတ်နဲ့မောင်းရမှာလား၊ကြောက်စိတ်နဲ့မောင်းမှာလားဆိုတာစဉ်းစားကြည့် အဲ့လိုတွေးကြည့်ပြီးတော့ဆုံးဖက်ချက်ချလိုက်တဲ့အခါမှာနောက်နေ့ကိုရင်ဆိုင်ဖို့ဘလို့အချိန်နေနဲ့ပဲဂျုံအောင်ဂျုံအောင်အစွမ်းကိုပြန်လန်းတိုက်ခိုက်ဖို့ကျွန်တော်ရဲ့စိတ်ဆွမ်းကိုဆင့်ခေါ်လိုက်တော့တယ်စစ်ပွဲဆိုတာကြောက်စရာဖြစ်ရကြီးပါစစ်ပွဲတွေမှာလူတွေအခြားလူတွေကဟိုကြောက်စရာဒုက္ခပေးတတ်ကြတယ်ဒါပေမဲ့ကျွန်တော်ကစစ်ပွဲအတွင်းမှာပဲလူသားရဲ့အကောင်းဆုံးစိတ်စေတနာကိုမြင်တွေ့ခဲ့ရပါတယ်လူတွေရဲ့အကန့်အသတ်ထက်ကြော်လွန်တဲ့လူဆွမ်းကိုစစ်ပွဲအတွင်းမှာပဲကျွန်တော်ရရှိခဲ့ပါတယ်အဲ့ဒီဆွမ်းဟာလူတိုင်းမှာရှိနိုင်ပါ ိတ်ဆွေမှလည်းရှိနိုင်တယ်။ဒါပေမဲ့အဲ့ဒီစွမ်းအောင်တီးဖို့အတွက်မိတ်ဆွေအနေနဲ့စစ်ပွဲကိုသွားကြမလို့ပါဘူး။တနေ့မှပြေးခုံပြီးပြိုင်ပွဲတကူကြည့်နေရင်လူငယ်လုံမငယ်တွေရဲ့အလားတူစိတ်ဓာတ်မျိုးကိုကျွန်တော်မြင်တွေ့ခံစားခဲ့ရပါတယ်။ခြေတော်မရှိတဲ့လူငယ်တွေတချို့ခြေတော်တူးတဲ့လူငယ်တွေအာမန်ပြင်းနေပြင်းနေကြတာကိုမြင်ရတော့သူတို့စိတ်ဓာတ်ကကျွန်တော်စိတ်ဓာတ်ကိုလာပြီးရိုက်ခတ်ပါခြေတော်တစ်ဖက်သာရှိတဲ့မင်းကလေးတယောက်ဇွဲမှန်ပြင်းနေအာသွန်ပြင်းနေတာကိုကြည့်ပြီးကျွန်တော်မျက်ရည်တော်လည်းမြင်ပါတယ်။ အတုတက်ထားတဲ့ခြေတော့တစ်ခါကြောင့်သူ့မျက်နှာပေါ်မှာနာကျင်မှုအရေးလက္ခဏာပေါ်လွင်နေပြီမဲ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကနံမိုင်းဆိုင်ရာစွမ်းအောင်မရှင်းနိုင်ပါဘူးသူကလေးကပြိုင်ပွဲမှာမအောင်နိုင်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်နှလုံးသားကိုတော့အောင်နိုင်ခဲ့ပါတယ်ကျွန်တော်ရဲ့လူသားစိတ်တော့နှိုးဆော်ပြီးကျွန်တော်မေ့နေတာကိုသတိရစေခဲ့ပါတယ်အဲ့ဒီအချိန်မှာဒီလူငယ်လုံမငယ်တွေကသူတို့တို့တာပြေးနေကြတာမဟုတ်ဘူးကျွန်တော်တို့အားလုံးတို့ကပြေးနေကြတာပါလားဆိုတာကျွန်တော်စဉ်းကျင်လိုက်မိပါတယ် အဲ့ဒီလိုစိတ်ဓာတ်မျိုးတခါလေရုပ်ရှင်ကားတွေမှာလည်းတွေ့ရတတ်ပါတယ်။ရဲရင်နှလုံးသား Brave Heart ဇာတ်ကားထဲမှာ Minna Mill Gibson ဟာမလောက်လေးမလောက်စား Scotland မှာအုပ်စုကိုဦးဆောင်ပြီးသူတို့ရှိရအင်အားကြီးမှကြောက်စရာပြည်သူရစစ်တပ်ကြီးကိုပါမတီပဲနဲ့ဘာမတီပဲသူတို့ကသူတို့ရဲ့ခန္ဓာကိုယ်ကိုတတ်လို့ရမယ်။သူ့ရဲ့လွတ်လပ်ရေးကိုတော့တက်လို့မရဘူးဆိုပြီးတန်ကုန်អော်ပြောလိုက်တယ်အဲ့ဒီအချိန်မှာသူကသူ့ရဲ့လူသားစိတ်ဓာတ်ကိုပြောနေတာသူ့စိတ်ဓာတ်ကတင်တင်နှမ်းမရှိဘူး လက်နဲ့မကောင်းလို့ကြောက်စိတ်ဝင်နေတဲ့သူ့လူတွေအပေါ်လွှမ်းမိုးထားတယ်။သူ့စိတ်ဓာတ်ကြောင့်သူ့လူတွေစိတ်ဓာတ်တက်ကြွပြီးတော့ကမ္ဘာမှာအင်အားကြီးဆုံးစိတ်ဓာတ်ကြီးကိုအောင်ပွဲခံနိုင်ခဲ့တာဖြစ်တယ်။ကိုယ့်ရဲ့လုပ်ငန်းမှာအောင်မြင်တဲ့ခေါင်းဆောင်တွေကအဲ့ဒီလူသားစိတ်ဓာတ်အရေးတွေဖွင့်ပြအောင်လေ့ကျင့်ထားကြတယ်။ကြောက်စိတ်တန်ရာစိတ်တွေကိုဖယ်ရှားပြီးတော့လူသားအကန့်အသတ်တွေကိုကြောလွန်နိုင်အောင်ကြိုးစားနေကြတယ်။အဲ့ဒါဘဝပြောင်းပညာကြီးရဲ့တကယ့်စွမ်းအားကြီးပဲ။ကျွန်တော်မှပတ်စံမရှိတဲ့အခါ ကျွန်တော်ကိုကျွန်တော်ယုံကြည်စိတ်ကင်းမဲ့နေတဲ့အခါကျွန်တော်အဖြေရှာမရပဲလမ်းပြောင်းနေတဲ့အခါအဖေတတိယလောကမှာ လူသုံးမျိုးရှိတယ်ကွာပပဓမတမျိုးကလူချမ်းသာဒုတိယတမျိုးကလူမွဲတတိယတမျိုးကလူလက်တန်းစားတဲ့အဲ့ဒီတော့မင်းအနေနဲ့မင်းဖြစ်ချင်တဲ့မျိုးစားရွေးဖို့ပဲစီဝိုင်းနဲ့ယင်းနှမြွနဲ့လောကကိုစိတ်ခံစားမှုနှမျိုးနဲ့ဖွဲ့စည်းထားတယ်အဲ့ဒါကလောဘကြီးတဲ့စိတ်နဲ့ကြောက်စိတ်ပဲလူများစု မချမ်းသာမကြည်ပွားတာက လောဘကြီးတဲ့စိတ်ကြောင့်မဟုတ်ဘူးကြောက်စိတ်ကြောင့်မချမ်းသာမကြည်ပွားတာ မင်းချမ်းသာကြီးဝါခြင်းကြောက်စိတ်ကိုမောင်းထုတ်ပြီးတော့ပြန်တမ်းရမယ်လို့ပြောပြဘူးတယ်ကျွန်တော်သဘောတော့ပြောရရင်ကြောက်စိတ်ပျောက်စီတဲ့အကောင်းဆုံးနေရာမိမိရဲ့ပင်ကိုစိတ်သက်စွာအောင်မြင့်တင်ဖို့ပဲကိုယ့်ရဲ့လုပ်ငန်းကုမ္ပဏီအများစုကလည်းဒီအတိုင်းပဲလုပ်နေကြတာပဲပညာရေးဆိုတဲ့စကားထုတ်ယူခြင်းလို့အဓိပ္ပာယ်ရတယ်ရိုးရပညာရေးရဲ့ပြဿနာတခုကအမားတွေကသင်ခန်းစာယူခြင်းနဲ့စိတ်သက်ဆုံးစိတ်သက်ဆုံးရှုံးမှကြောက်တဲ့စိတ်ပေါ်အခြေခံခြင်းဖြစ်တယ် ရိုးရပညာရေးကလာကစားလူလက်တန်းစားတွေကိုပဲမွေးထုတ်ပေးတယ်။ဒီလူတွေကလာကပုံမှန်မရမှာကိုကြောက်ကြတယ်။အလုပ်ပြုတ်မှာကိုကြောက်ကြတယ်။အသက်ဆန်းထွင်ရင်တခြားလူတွေကပြည့်ရပြူမှာကိုဝေဖန်မှာကိုကြောက်ကြတယ်။ကိုရဲလုပ်ငန်းပညာရေးကတော့တတိဖြစ်ချင်တဲ့လူတွေကိုတတိဖြောင်းမွေးထုတ်ပေးတယ်။အဲဒီလိုဘဝပြောင်းပညာရေးမျိုးကိုပဲကျွန်တော်တန်ဖိုးထားတယ်။စကားဆက်လို့ပြောရင်လူချမ်းသာတတိဆိုဒီမှာတစ်နှစ်လင်းဒေါ်လာတသန်းနဲ့အထက်ဝင်ငွေရှိသူဖြစ်သည်လို့ Forbes Magazine စီးပွားရေး Magazine ကဖွင့်ဆိုတယ်။ မေကွန်ကခမားတင်နေဝင်ပြီဘယ်လောက်ရှိတလဲဆိုတာမဟုတ်ဘူးခမားအလုတ်တင်တဲ့ကခမားကိုနှစ်စင်တော့တာတန်းတဲ့အထက်ရရှိအောင်တင်ပေးနေရလားဆိုတာဖြစ်တယ်အဲ့ဒီလိုမှမဟုတ်ရင်မိတ်ဆွေအနေနဲ့ပို့ပြီးကောင်းတဲ့ပညာရေးကိုဒါရှာဖို့ရှိတော့တယ်အချို့စကားပြောရမယ်ဆိုရင်ကျွန်တော်ရဲ့ပထမဆုံးကုမ္ပဏီပြုတ်သွားတော့အဖေတည်းကကျွန်တော်ကုန်ပြူစကားဆိုပါတယ်ဒေါ်လာတန်းပေါင်းများစွာနဲ့ပညာရေးအတွက်အခုမင်းပေးလိုက်ရပြီပို့ပြီးချမ်းသာတဲ့တတိကြီးဖြစ်မဲ့လမ်းပေါ်မင်းရောက်လာခဲ့ပြီလူများစုတွေတတိမဖြစ်တာအမှားလို့မှကြောက်နေကြလို့ပဲတဲ့ ရိုးရပညာရှင်နဲ့ဘဝပြောင်းပညာရှင်တို့ကြားမှာတန်မိုးခြင်းကွာဟာတာကရိုးရပညာရှင်မှာအမားလုံးပြီးတော့အပြစ်မြင့်တန်ခတ်တဲ့စိတ်သက်စွမ်းအားကိုချိုးနေတဲ့ဘဝပြောင်းပညာရှင်မှာအမားတွေကသင်ခန်းစာယူစီတယ်။ပင်ကိုစိတ်သက်စွမ်းအားကိုညှင့်တင်ပေးတယ်။နောက်လာမယ့်တန်မိုးကတော့အဖေလူမကအလုတ်တီမြဲလုံခြုံမှုကိုတန်မိုးထားတယ်။တတိယကတော့ငွေကြေးဒုက္ခကင်းရေးကိုတန်မိုးထားတယ် အလုတ်တီမဲရှာဖွေနေတဲ့လူတယောက်ဘွားကနေပြီးငွေကြေးတုတ်ကကင်းရှာဖွေနေတဲ့လူဖြစ်ပြောင်းလဲလာတဲ့တံမိုးကြောင့်ကိုနောက်လာမဲ့အခါမှာဆွေးနွေးပါမယ်။အဲ့ဒါကိုလေးစိတ်ပိုင်းပြောင်းလဲခြင်းပုံစံနဲ့စတင်ဖော်ပြမှာဖြစ်ပါတယ်။တနည်းပြောရင်အလုတ်ပြောင်းခြင်းဟာဘဝပြောင်းခြင်းဘာကြောင့်မဟုတ်ကြောင်းတွေ့ရပါလိမ့်မယ်။အပိုင်း၅ကိုဆက်လက်နားထောင်ပြပါအောင်ခင်ဗျာ။